မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးခလာရ68နဲ့စင်တောင်ထိပ်မှာရှိတဲ့စစ်တပ်စခန်းကို MNDAA ကသိမ်းပိုက်လိုက်ပြီးတော့စစ်ကား10စီးနဲ့လက်နက်ခဲယမ်းများကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ28ရက်နေ့ညနေ9:58မိနစ်အချိန် MNDAA ကခလာရ68ချင်းမြန်တရဲအတွင်းမှာရှိတဲ့စခန်းများအလုံးကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးတော့စစ်ကား10စီးအပါအဝင်လက်နက်ခဲယမ်းအများအပြားကိုသိမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်ဇူလိုင်လ28ရက်နေ့မနက်8:50မိနစ်အချိန် င်လာရှိုးမြို့စင်တောင်ထိပ်မှာတည်ရှိတဲ့စစ်ကောင်စီတပ်ရဲ့အတန်လွင်ကုန်းမြင့်စခန်းကို MNDA တပ်ဖွဲ့ကသိမ်းပိုင်နိုင်ခဲ့ပြီးတော့အတန်လွင်ကုန်းမြင့်စခန်းကို MNDA တပ်ဖွဲ့ကသိမ်းပိုင်နိုင်ခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုသိမ်းဆည်းရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ်စခန်းသိန်းတိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးအခြေဆိုင်ခလာရ68တိုင်ရင်းကိုအပိသက်သိမ်းပိုက်ရရှိခဲ့တဲ့တိုက်ပွဲမှာ MNDA နဲ့အတူဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA နဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တပ်များပါဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ MNDA ဦးဆောင်တဲ့မဟာမိတ်တပ်ပေါင်းစုကလာရှိုးမြို့အခြေဆိုင်ခလာရ68တိုင်ရင်းကိုဇူလိုင်လ28ရက်နေ့ညနေပိုင်းမှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့စစ်ကား10စီးနဲ့လက်နက်ခဲယမ်းများကိုသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျာ။ ခလာရ68ဟာလာရှိုးမျိုးဆောင်တက်ဖြစ်တဲ့အပြင်ရမခဌာနချုပ်ရဲ့ကာကင်းလည်းဖြစ်တယ်လို့သိရပါတယ်လာရှိုးမျိုးလေးစိတ်အတော်လုံချုံရိတ်တက်တခုအဖြစ်နဲ့ဆောင်ရွက်လျက်ရှိကြောင်းစစ်ဘက်သတင်းရင်းမြစ်တခုကရှင်းလင်းပြောဆိုထားပါတယ်ခလာရ68ကလာရှိုးခမရဌာနချုပ်ဝင်းနဲ့နှစ်မိုင်အကွာမှာရှိတယ်ရမခကာကင်းဖြစ်တယ်လို့မျိုးဆောင်တက်လည်းဖြစ်တယ်လာရှိုးလေးစိတ်လုံချုံရိတ်တက်လည်းဖြစ်ပါတယ်လို့စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးအကျဉ်းတောင်အတွင်းကနိုင်ငံရေးအကျဉ်းသားများနဲ့အခြားအကျဉ်းသားများလွတ်မြောက်လာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကခလိုက်ရ68ကို MNDA ဦးဆောင်တဲ့တော်လိုင်းတပ်များကတိတ်ပိုက်ပြီးတဲ့နောက်ဒီကနေ့မနက်ပိုင်းမှာလာရှိုးအကျဉ်းတောင်ကနိုင်ငံရေးအကျဉ်းသားများနဲ့အခြားအကျဉ်းသားများပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒီကနေ့မနက်ကစပြီးတော့အကျဉ်းသားတွေပြန်လွတ်လာတယ်။နိုင်ငံရေးအကျဉ်းသားတွေရောရိုးရိုးအကျဉ်းသားတွေရောအကုန်လွတ်လာပါတယ်လို့အကျဉ်းဦးစီးရဲ့သတင်းအရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့အတွင်းမှာရှိတဲ့ UWSA ပြင်ပဆက်ဆံရေးယုံနဲ့ပိုင်းဆိုင်မှုများကိုကာကွယ်ရန်ဝါတပ်ဖွဲ့များမြို့အတွင်းကိုဝင်ရောက်လာမှုဟာမှန်ကန်ကြောင်း UWSA ရဲ့ပြင်ပဆက်ဆံရေးအရာရှိဦးညီရန်ကပြောဆိုထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကညပိုင်းက UWSA တပ်ကအင်အားရာချီပြီးတော့လာရှိုးမြို့အတွင်းကိုဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ဝါတပ်မတော်ရဲ့အလံများလွှင့်တင်ပြီးတော့စစ်ကားများနဲ့ဝင်ရောက်လာခြင်းဖြစ်ပြီးလာရှိုးတိုက်ပွဲမှာမြေတီဘက်ကမှပါဝင်မှာမဟုတ်ကြောင်းသိရှိရပါတယ်။ လာရှုံမျိုးမှာရှိတဲ့တိုင်းသားပေါင်းစုံများရဲ့လိုလားချက်အရာလာရှုံမျိုးနယ်မှာရှိတဲ့ကျွန်တော်တို့ရဲ့ ြင်ပဆက်ဆံရေးယုံများနဲ့ပိုင်ဆိုင်မှုများကိုကာကွယ်ရန်အတွက်ဝပြည်နယ်ကလုံခြုံရေးတပ်ဖွဲ့ဝင်များကို28ရက်နေ့ညကလာရှုံမြို့ကိုတရားဝင်ဝင်ရောက်ခဲ့တာမှတ်ပါတယ်မြို့ကိုမဝင်ရောက်မီတိုက်ပွဲဖြစ်ပွားနေတဲ့အဖက်ဖက်တို့ကိုအကြောင်းကြားခဲ့ပြီးတော့၎င်းတို့ရဲ့သဘောတူညီချက်နဲ့အဆင်ပြေစွာဝင်ရောက်ခဲ့တာဖြစ်ပါတယ်လာရှုံမြို့မှာတပ်ဆွဲထားတဲ့ကျွန်တော်တို့ဝလုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့အဖက်ဖက်တို့ကိုဝင်ရောက်ပြီးတော့ဆော့ဖက်ချင်းပူးပေါင်းချင်းနဲ့ပံ့ပိုးကူညီပေးချင်းတို့ကိုလှုပ်ဆောင်မှာမဟုတ်ပါဘူးလာရှုံမြို့နဲ့တနိုင်ငံလုံးငြိမ်းချမ်းရေးအမြန်ဆုံးရဖို့ကိုဝပြည် ည်နယ်ကမျှော်လင့်နေပါတယ်လို့ဥညိရန်ကပြောဆိုထားပါတယ်လက်ရှိမှာ MNDA တပ်များကလာရှိုးမြို့နယ်ကိုတိမ့်ပတ်ရရှိပြီးဖြစ်ကြောင်းဇူလိုင်လ25ရက်နေ့မှာကြေညာခဲ့ပြီးတော့လာရှိုးမြို့အုပ်ချုပ်ရေးကော်မတီကိုဖွဲ့စည်းကအုပ်ချုပ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလုံဆောင်သွားမယ်လို့ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့တည်ငြိမ်အေဂျင့်ရေးနဲ့မူလအတိုင်းပုံမှန်အတိုင်းပြန်လည်ရောက်ရှိရေး ဆောင်ရွက်ရမယ်အုတ်ချုပ်ရေးလုပ်ငန်းစဉ်များကို MNDAA ကချပြလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ28ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ MNDAA ရဲ့ညင်ညာချက်မှာအုတ်ချုပ်ရေးနဲ့ပတ်သက်ပြီးတော့ MNDAA ကဆောင်ရွက်မယ်လုပ်ငန်းစဉ်များ MNDAA ကအုတ်ချုပ်ရမှာကျင့်သုံးမဲ့လူမှုရေးဘာသာရေးစီးပွားရေးဆိုင်ရာစံနှုန်းများ MNDAA ရဲ့ရဲဘော်များလိုက်နာရမယ်ကျင့်ဝတ်များကိုအဲ့ဒီညင်ညာချက်တွေမှာအကျယ်တဝင့်ဖော်ပြထားပါတယ်။ဇူလိုင်လ25ရက်နေ့မှာလာရှုံမြို့နယ်တစ်ခုလုံးကို MNDAA ကသိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်းတရားဝင်ညင်ညာပေးတဲ့နောက်မှာ MNDAA က နောက်ဆက်တွဲအုပ်ချုပ်ရေးလုပ်ငန်းစဉ်များအတွက်ဇက်တိုက်ဆိုးသလိုကြီးညာချက်တွေထုတ်ပြန်နေခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်အုံတော်ရွာမှာရှိတဲ့အမှတ်63395တင်ကားတက်ရင်အတွင်းကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် ဇူလိုင်လ26ရက်နေ့ကစကိုင်းမြို့နယ်အုံတော်ရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်အမှတ်633 5တင်ကားတက်ရင်ကို Facewind Drone များနဲ့ဘုံဒီကိုလုံးကျဲချတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့၎င်းတို့နေထိုင်ရာအဆောက်အုံများကိုထိခိုက်ပျက်စီးမှုရှိခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများဘက်ကလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်မှုများရှိခဲ့တယ်လို့သိရပါတယ်စစ်ခွေးတွေဘက်မှာထိခိုက်မှုပဲရှိတာတေဆုံးတာတော့မရှိဘူးဘုံဒီကကိုလုံးကျဲချတာလေးလုံးလောက်ပဲပြက်မှတ်ကိုထိတယ်အဆောက်အုံကတော့သူတို့တပ်ထဲကလူကြိုးဆောင်ပေါ်ကိုတလုံးကျတယ်လို့သတင်းရတယ်သူတို့ ဘက်ကလက်နက်ကြီးကတော့နှလုံးပြန်ပစ်တယ်လက်နက်ငယ်ကတော့အချက်ကြီးတော်တော်များများပြန်ပစ်တာရှိတယ်လို့ Phoenix စကိုင်းတပ်ဖွဲ့ကတာဝန်ရှိသူတူကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကို Phoenix စကိုင်း Yan Wolf LBDF Unicorn Guerrilla Force Rifle Falcon Guerrilla Force ကြောင်လက်တဲ့ဝက်လက်နဲ့နယ်မြေကန်တော်လိုင်းအင်အားစုတွေပူးပေါင်းကဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်တွင်းစီးပွားရေးဈေးကွက်မှာ ီကနေ့တနင်္ဂနွေနေ့မှာတော့စစ်ကောင်စီရဲ့လစာတိုးတဲ့ကြရကြောင်အမေရိကန်ဒေါ်လာကို9200ဝန်းကျင်အထိရောက်ရှိနေပြီးတော့အခောက်ရွှေဈေးဟာ64သိန်းအထိစံချိန်တင်တိုးတက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့တနင်္ဂနွေနေ့ဈေးကွက်ကပုံမှန်ပိတ်ပေမဲ့အခုကလစာတိုးတဲ့ကြရကအရန်ကြီးနေတယ်။အမေရိကန်ဒေါ်လာကို9150နဲ့9200ကျားမှာဈေးရှိတယ်။အရွက်ဝယ်မယ်ဆိုရင်တော့ဒေါ်လာကို9200အပေါ်ကိုပေးမှရမယ်။ဩဂတ်လ1ရက်နေ့လစာတွေတကယ်စပြီးတိုးမယ်ဆိုရင်တော့ပို့ပြီးတော့ဈေးကွက်တွေကြောက်ကြဲဖြစ်မယ်လို့ ရန်ကုန်ကနိုင်ငံခြားငွေလဲတိုင်တအုပ်ကရှင်းပြထားပါရယ်အခောက်ရွှေဈေးနှုန်းဟာလည်းတကြက်သားကိုငွေကျပ်64သိန်းကျော်ရောက်ရှိနေပြီးတော့ဒီကနေ့တနင်္ဂနွေနေ့ဈေးကွက်ဖြစ်တော့လဲ ဈေးနှုန်းဟာစံချိန်တင်ဈေးနှုန်းဖြစ်နေတယ်လို့သိရပါတယ်။အဝယ်အယောင်းတော့မရှိဘူး။ဒါပေမဲ့မီးလင်းရွှေဈေးက64သိန်းကျော်နေတယ်။တနင်္ဂနွေနေ့ဈေးကွက်ပြန်ဖွင့်ရင်ပိုဆုံးမယ်ထင်တယ်လို့ရန်ကုန်မြို့ကလုတ်တက်ရဲနဲ့ရွှေကုန်းတဲ့တို့ကပြောဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကဝန်ထမ်းများနဲ့အငိမ့်စားများအားလုံးကိုဩဂတ်စ်လ1ရက်နေ့ကစတင်ပြီးတော့ငွေကျပ်3000ထပ်မံတိုးမြင့်ပေးမယ်လို့ထုတ်ပြန်ထားပါတယ်။2023ခုနှစ်အောက်တိုဘာလမှာနိုင်ငံဝန်ထမ်းများကိုလက်ရှိလစာအပြင်တအုပ်ကိုငွေကျပ်3000ထောက်ပံ့ဈေးကိုပထမအကြိမ်တိုးမြင့်ပေးခဲ့တယ်လို့သိရပါတယ်။ယခုအခါမှာလာမ ယ့်ဩဂတ်စ်လတရနေ့ကစတင်ပြီးတော့ဒုတိယအကြိမ်အဖြစ်နဲ့ဝန်ထမ်းများနဲ့အငြိမ်းစားဝန်ထမ်းများအားလုံးကိုအပိုထောက်ပံ့ရေးအဖြစ်နဲ့ငွေကျပ်3000စီဒုတိယအကြိမ်ထပ်မံတိုးမြှင့်ပေးမှာဖြစ်ကြောင်းစစ်ကောင်စီကကြေညာခဲ့ပါတယ်စစ်ကောင်စီကတနိုင်ငံလုံးမှာရှိတဲ့ဝန်ထမ်းများနဲ့အငြိမ်းစားဝန်ထမ်းများကိုလစာတိုးမြှင့်ပေးမယ်လို့ကြေညာပြီးတဲ့နောက်ပိုင်းမှာဈေးကွက်တွေမှာလှုပ်ခတ်မှုတွေဖြစ်ပေါ်လာပြီးတော့ရွှေဈေးနဲ့ဒေါ်လာဈေးများစံချိန်တိအမြင့်ဆုံးကိုမြင့်တက်လာခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတင်ကန်းကျိုးမြို့နယ်ဥပဟန်လန်းနဲ့ဇာဝေယလန်းထိပ်လပေးဆိုင်ဘေးကကင်းထဲမှာထိုင်နေတဲ့လူငယ်၄ယောက်ကိုအကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ28ရက်နေ့ည8နာရီကျော်လောက်မှာတနက်ကင်ထားတဲ့အရက်ဝတ်နဲ့စစ်သားတွေကမက်ထူးကားနဲ့ဝင်ရောက်ပြီးတော့ဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါဗျ။လူငယ်တွေအနေနဲ့ညဘက်ကိုအပြင်မထွက်သင့်တော့ဘူးဗျာ။ညကဘာမှမဟုတ်ပဲနဲ့ဖမ်းသွားတာအချိန်ကလည်းအစောကြီးရှိသေးတယ်။ည8နာရီဆိုတာကလူတွေမအိပ်သေးဘူးလေ။အဓိကကတော့ရန်ကုန်မြို့မှာပေါက် ်ကွဲမှုတွေဖြစ်တိုင်းဖောက်ခွဲတဲ့သူကိုမမိတော့သူတို့ကတရားခံမိတယ်ဆိုပြီးတော့အစားထိုးဖို့လုပ်နေတာအဲ့ဒီလိုမှမကြုံရင်စစ်မှုထမ်းတဲ့ထဲ့ဖို့အတွက်လုပ်နေတာလို့အနီးနားမှာရှိတဲ့ပြည်သူတို့ကပြောဆိုထားပါတယ်မြို့ပြလူငယ်တယောက်ကလည်းစစ်မှုထမ်းဥပဒေစထုတ်တဲ့အချိန်တုန်းကလူငယ်တွေအပြင်ထွက်တာနေသွားတယ်အခုကြတော့လူငယ်တွေကခေါင်းထဲတောင်မထည့်ကြတော့ဘူး ညဘက်ဆိုအပြင်ထွက်တဲ့သူများတာတွေရှိနေတယ်အမှန်တကယ်ကမထွက်စေချင်ဘူးအခုလိုအချိန်ကာလမှာအချမ်းဖတ်စစ်ကောင်စီကနှီးပေါင်းစုံနဲ့ရုံမာနေတာလေသူတို့ရဲ့ဒေါက်တိုင်းတွေသူတို့အခြေပြုတဲ့နေရာတွေကိုကျွန်တော်တို့တွေတိုက်ခိုက်တဲ့အချိန်မှာသူတို့ကမမိဘူးလေမမိအောင်လဲစ조사ပြီးတော့မရှင်တွေကိုလုတ်တယ်ဒါကိုသူတို့ကမတင်ကာလို့ဆိုပြီးတော့ဖမ်းထားတဲ့သူတွေနဲ့အစားထိုးတယ်ဖောက်ခွဲပစ္စည်းတွေနဲ့အတူမိတယ်ဆိုပြီးတော့သတင်းထုတ်ပြီးသူတို့ရဲ့အထက်ဌာနတွေကိုလိမ်လည်တင်ပြနေကြတာလေဖောက်ခွဲလုတ်ပါတယ်မရှင်လုတ်ပါတယ်ဆိုကားမှာတော့ တို့မိအောင်လို့အဖမ်းခံရအောင်လုပ်ပါမလားမိရင်လည်းအသေးပဲရမယ်အားလုံးပြင်ဆင်ပြီးတော့မှလုပ်တာလေဒါဆန္ဒပြရမယ့်အချိန်မဟုတ်တော့ဘူးအခုကအသက်တွေနဲ့ရင်းပြီးတော့တိုက်ပွဲဝင်နေရတဲ့အချိန်အလဟတ်တ်တို့ရဲ့လက်ထဲမှာအပါခံမဲ့လူဒန်းစားမျိုးမဟုတ်တော့ဘူး ဆိုလိုတာကလူငယ်တွေကိုအပြင်ထွက်တာလက်ဖေးဆိုင်ထိုင်တာဘားတွေကလပ်တွေတက်တာကအစစင်ကြင်မို့လိုပါတယ်ကျွန်တော်တို့ UG တွေကိုမိဖို့ဆိုတာမရှိပါဘူးမိရင်လည်းအသေးပဲရမှာပါလို့ပြောဆိုခဲ့ပါတယ်အာနာသိန်းစစ်ကောင်စီကရှေ့တန်းစစ်မျက်နှာပြင်နေမှာစစ်သားတွေအကြဆုံးများနေတာကြောင့်မြို့ပေါ်တွေမှာအစင်းစစ်စေးတာလမ်းပေါ်မှာတွာလာနေတဲ့လူငယ်တွေကိုဖမ်းဆီးတာတွေစစ်တပ်ထဲကိုအတင်းထိုးထည့်နေတာတွေပြုတ်နေပြီးတော့ဖမ်းဆီးခဲ့ရတဲ့သူတွေဟာအ ਨੇ စုံငွေကျပ်၁၀သိန်းလောက်အထိကိုပေးနေရကြောင်းအကြမ်းဖက်စစ်ကောင်စီကဖမ်းလို့ ငွေပေးပြီးတော့ပြန်လွတ်လာသူတူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတက်နိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ